ဗမောက်မျိုးမိလောင်မှုနဲ့ပတ်သက်ပြီးစစ်တပ်ဝါဒဖြန့်လာမှားကြောင်းကက်တာခရိုင်အမှတ်၄တရင်ထုတ်ပြန်တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပါမယ်။စကိုင်းတိုင်းကက်တာခရိုင်ဗမောက်မျိုးမှာစစ်တပ်ရဲ့မော်တာကြီးတစ်လုံးကျရောက်ပောက်ကွဲလို့ဗမောက်မျိုးရဲစခန်းမိလောင်မှုတွေရှိတယ်လို့ကက်တာခရိုင်အမှတ်၄တရင်ကမနေ့ကထုတ်ပြန်ပါတယ်။မနေ့ကစစ်တပ်ကဖိကတ်ခဲ့တဲ့120မီလီမီတာမော်တာကြီးတစ်လုံးကျရောက်ပောက်ကွဲခဲ့လို့ ေးလောင်ပျက်စီးတာလို့ဒေသခံကာကွယ်ရေးဘော်တဦးကအခုလိုအတည်ပြုပြောပါတယ်။တရား၂၀ပြည်ကြာပြီးမှ ပောက်ခွဲတာဟုတ်တယ်။အချုပ်ကအဆောင်ကြီးရဲ့တစ်ကလည်းဆွေးနေတော့မီးလောင်သွားတာလို့ပြောပါတယ်။စစ်တကဗမောင်းမြို့ကို ပြန်လဲရရှိရေးအတွက်စစ်ကြောင်းထိုးတာလားမျိုးရဲ့တမိုင်ပတ်ချတယ်မှာနေတိုင်းနေပါတိုက်ပွဲဖြစ်နေတယ်လို့အဲရဲဘော်ကဆက်ပြောပါတယ်။လက်ရှိတိုက်ပွဲတွေကြောင့်ကြီးရွာ၉ရွာနေပါက စစ်ဘေးရှောင်နေရပါတယ်စစ်တပ်ဘက်ကဗမောင်းမြို့မိလောင်နေတာကိုတော်လိုင်းတပ်တွေကမိရှုဖျက်ဆီးတာလို့ဝါဒဖြန့်ပြီးတရင်မတွေကို ဖြန့်ဝေနေတာဖြစ်ပါတယ်ကတခဲအမလေးတက်ရင်ကတော့စစ်တပ်ကဖြစ်ခတ်ခဲ့တဲ့120မီလီမီတာမော်တာကြီးတစ်လုံးချရာပေါက်ခွဲလို့အဆောင်အချို့မိလောင်ပျက်စီးတာလို့မနေ့ကထုတ်ပြန်ပါတယ်